ဝင်တိုက်တော်မဲ့မုံနှန်းကြီးနဲ့ရေးကြည့်ပြီးတော့အသက်အန္တရာယ်ရှိတဲ့ဒေသတွေကိုအေးပေါ်ပဲပြည်သူတွေကိုသင်ဆက်ပေးပါစေဗျာမလို့တော့ပညာရှင်ဦးဝင်းနိုင်ကတော့ဆိုင်ကလုံးမုံတိုင်းဟာတရားရခိုင်နှုန်းဖြစ်ဖို့တရားသွားပြီးဖြစ်ပြီးတော့မေလ29ရက်နေ့နဲ့30ရက်နေ့မှာအိန္ဒိယနိုင်ငံမြောက်ပိုင်းအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်နီးမှာကုန်းတွင်းကိုဖျက်ချုံဝင်ရောက်နိုင်ကြောင်းခံမှန်ထားတာကို တွေ့ရပါတယ်ကုန်းတွင်းကိုဝင်ရောက်ကာနီမေလ29ရက်နေ့နဲ့ မေလ30ရက်နေ့တွင်မှဆိုင်ကလုံးမုန်တိုင်းဖြစ်လာနိုင်ခြင်းတရားရဂိုင်းတို့ရှိကြောင်းနဲ့ ECNWF ချက်မှာတွေ့ရကြောင်းကိုနေဝင်ခန်းဒီမှာဖြစ်တတ်တဲ့ရုပ်သေးရဲ့တတော်အားကောင်းလာခြင်းဖြစ်စဉ်ဖြစ်လာနိုင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်မှာဖြစ်ကြောင်းမလို့ဝတာပညာရှင်ဦးဝင်းနိုင်ကဆိုလာခဲ့တာပဲဖြစ်ပါရီမြောက်နိုင်ငံပေါ်လီဗီးယားနေရှင်ဝင်ရဲ့တရားမှုကြောင်းမေလ29ရက်နေ့မှာမေလကုန်30ရက်နေ့အထိထပ်ပြီးဇွန်လ3ရက်နေ့အထိနိုင်ငံအနှံ့ပြားမှာမိုးရွာနေပြီးအနောက်တောင်မုတ်တုံလေကြောင်းမိုးကာလာမိုးနဲ့ စက်မှုရသွင်းခြင်းဆက်သွားနိုင်မယ်လို့ခံမှန်ထားတာပြီဖြစ်ပါရယ်ဒါကြောင့်မလို့နိုင်ငံငယ်နီးယားတတော်မြတ်မှာမိုးအရင်ကြီးပြီးတော့ရည်ကြီးနိုင်တာပါ VPN ရဝန်အပူကောင်းလာပြီး depression အကောင်းတဲ့လီဖီအာနေရဝန်ဟာမိလ29ရက်နေ့မှာဖြစ်လာပြီးရင်တော့ cyclone မုန်တိုင်းအဆင့်မုန်တိုင်းကြီးအဆင့်ကိုရောက်ရှိမရောက်ရှိဆိုတဲ့အကြောင်းအရာကိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်ရအောင်မှာဖြစ်ကြောင်း29ရက်နေ့မှာတီးရမှာဖြစ်ကြောင်းမိုးလို့သားပညာရှင်ဦးဝင်းနိုင်ကဆိုပါရီး အခုလောလောဆယ်ခမ်းမန်းချက်အရာတော့ရခိုင်ကမ်းရိုးတန်းသျောင်းနယ်ကမ်းလွန်ပင်လယ်ပြင်တွေမှာမိုးသက်လေပြင်းများချရောက်နိုင်ပြီးတော့လေတိုင်းနှုန်းတနာီမိုင်90ကျော်ခန့်နဲ့လိုင်းမြေ9ပင်မှစက်တပီအထိတက်နိုင်ကြောင်းကျိုးတင်ခမ်းမန်းချက်များမှာတွေ့ရတယ်ဆိုပြီးတော့အဝင်းနိုင်ကဆိုပါရီဗျာမူရန်ကြီးပြီးတော့ရေကြီးရရှမ်းဖြစ်မဲ့ဒေသတွေကိုအေးပေါ်ပြန်လဲထပ်ပြီးတင်ဆက်ပေးပါမယ်ဘင်္ဂလားပြည်နယ်အော်တွင်းလေပြင်းနဲ့ရင်းဝန်းချီနရီကြောင်းမုတ်သုံးလေးအကောင်မှုကြောင်း၎င်း အောက်ပါဒေသများမိုးကြီးရေရှမ်းဖြစ်နိုင်ပါ रे ဗျာရခိုင်ပြည်နယ်စကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းမြောက်ပိုင်းမန္တလေးမကွေးဆက်ဆံနေပြီမန္တလေးတိုင်းလေပိုင်းဒေသတချို့ AR တိုင်းရဲ့ရန်ကုန်တိုင်းရဲ့ပဲခူးတိုင်းအရှိပိုင်းတောင်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်ပင်လယ်နဲ့ဆက်ဆက်ဒေသများဒီအသက်တောင်းခံသဖြင့်ရည်ကြီးမှုတွေပုံမှန်မြင့်တက်လာမှာဖြစ်ကြောင်းလည်းသိရပါ रे ရန်ကုန်မြို့ရဲ့ AR မြို့ရဲ့မြကြီးနာမြို့ရဲ့ဟာလေတက်လာနေတာဖြစ်တဲ့အတွက်မိုးကြီးမှုတွေနဲ့ တိုက်ဆိုင်ပြီးဆိုရင်ပြည်သူတွေမြေနိပ်ပိုင်းဒေသတွေကရေကြီးရေရှမ်းမှုတွေအထူးဂရုစိုက်ကြဖို့အပေါ်မှာကျွန်တော်ဖော်ပြပေးတယ်။တိုင်းပြည်နယ်များကပြည်သူတွေအထူးဂရုစိုက်ကြဖို့တော့အရေးပေါ်ပဲပြည်သူတွေကိုအသိပေးပါ